ဆိုင်ကိုင်းစမင်္ဂလာပါကဘရိုတို့ရဲ့တည်နေကတော့ပြတနေ့နဲ့တနေ့မျိုးရပါဘူးเนาะဒီတစ်ခါလဲပဲဒီမှာအလမန်သင်းကနေပြီးတော့အာဒီ business man တွေကိုတတိအကြီးကြီးပြလိုက်တဲ့တည်နေခုပါပြဒီတည်နေကလည်းတကယ်အတိထိုင်ရင်တော့တကယ်အကျိုးရှိမဲ့တည်နေတစ်ခုပါဆိုတော့ view fighting ကတည်နေကတော့ဘာတွေဖြစ်မလဲဆိုတာကိုငါတို့အာဆက်ကြည့်ရအောင် okay so let's go လိုက်တာအာဒီပြောပြီးသွားပြီဆိုတော့ဒါကြီးကိုပဲမပြီးနိုင်မစီးနိုင်နဲ့အကြောင်းထပ်ပြီးတော့မှဒါကိုပြောနေစရာမလိုတော့ဘူးပေါ့เนาะကျမတို့ကလိုအပ်တဲ့ topic တွေကိုပြောင်းပြောင်းပြီးပြောရမှာပေါ့နော်အခုကျွန်တော်တို့ရဲ့ဒါပြည်သူအတန်ကိုလည်းတက်ဆိုင်ရာလူကြီးမင်းတွေကကြားပြီးတော့မှဒါအရေးတည်ယူနေဆောင်ရွက်ပေးတယ်ပြည်သူအတန်ကိုနားထောင်ပြီးဆောင်ရွက်ပေးတယ်ဆိုတော့ဒါဟိုတက်ဆိုင်ရာလူကြီးမင်းတွေကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ရမှာပေါ့နော်ဒါပြည်သူတွေကကျေးဇူးတင်ရမှာပေါ့ဘာဖြစ်ဆိုနိုင်ငံအတွက်အစိတ်အတော့ဖြစ်စေတဲ့ toxic ဖြစ်စေတဲ့ဟာတွေကိုအချိန်နဲ့တပြေးညီပြည်သူအတန်ကိုနားထောင်ပြီးတော့မှစီမံဆောင်ရွက်ပေးတယ်တက်ဆိုင်ရာလူကြီးမင်းတွေအားလုံးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ပေါ့နောက်များမှာလည်းကျွန်တော်တို့အတန်လေးတွေကိုနားထောင်ပြီးတော့မှအာ အရေးပါတဲ့အကြောင်းကိစ္စတွေနိုင်ငံရဲ့အနာဂတ်ဒီမျိုးဆက်သစ်တွေအတွက်အစိတ်အတော့ဖြစ်စီတဲ့ဟာတွေကိုအလင်းသိမ့်တယ်လို့ကျွန်တော်တို့တွေကလည်းလိုအပ်လို့ဒါတင်ပြတဲ့အချိန်ကြလို့ရှိရင်လည်းအခုလိုမျိုးပဲအရေးတူဆောင်ရွက်ပေးပါလို့ကျွန်မတခါထပ်လောင်းပြီးတော့မှမြစ်တာရက်ခံတောင်းဆိုပါတယ်ပေါ့နော်ဆိုတော့အခုပြောချင်တာကကြတော့ဒါကအာကျွန်မကမပြောဘူးခဏလေးနားအောင်မယ်ပေါ့နော်ဒီလိုလေးနေတယ်ဒါပေမဲ့လည်းနေ့စဉ်နဲ့အမျှတွေ့နေရတဲ့ဟာမှာကျွန်မမပြောမိလိုက်လို့ကြုံသွား ားလိုက်လို့ရှိရင်အာလွန်သွားတာမျိုးလေးတွေဖြစ်မှာဆိုလို့ကျွန်မတစ်ခါလေးထပ်သတိပေးမယ်เนาะ ီနေ့မနေ့ဆိုရင်ဒါတော်တော်များများဒီ post လေးကိုတွေ့ရတယ်အဲထိုင်းနိုင်ငံမှာဒါဟိုမီနီမတ်ကိုဖွင့်ဖို့အတွက်ကို share ခေါ်တယ်ဆိုတဲ့ဟာလေးနော်ထိုင်းနိုင်ငံအနှံ့အပြားမှာပေါ့လေမီနီမတ်နာမည်တော့မပြောတော့ပါဘူးနော်မီနီမတ်ဆိုရင်သဘောပေါက်လောက်ပါပြီတိလောက်ပါပြီနော်မီနီမတ်ဖွင့်ဖို့ share ခေါ်ပါတယ်ထိုင်းနိုင်ငံအနှံ့အပြားဘက်မှာဖွင့်တာအမူလပထမဆိုင်အနှံ့ရဖွင့်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ထိုင်းမှာက7 11ကိုကြော်ဖို့အတွက်ကမလွယ်ဘူး နောက်တစ်ခါထိုင်းမှာကျမတို့ဒီနိုင်ငံသားသားကနေပြီးတော့မှလှုပ်ဖို့အတွက်စီးပွားရေးလှုပ်ဖို့အတွက်ကဒီလောက်ချီလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးเนาะထိုင်းနိုင်ငံသားရှင်ရပါဒီထိုင်းနိုင်ငံသားနာမည်နဲ့ဖြစ်ရမယ်เนาะ60ရာခိုင်နှုန်းနိုင်ငံသားသား40ရာခိုင်နှုန်းမဲ့ပါဝင်ခွင့်ရှိတယ်เนาะဆိုတဲ့အခါကျတော့သူတို့ရဲ့ထိုင်းနာမည်အုံနာနဲ့က60ရာခိုင်နှုန်းအဲ့တော့ဒီမြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကနေပြီးတော့မြန်မာစီးပွားရေးဒီလိုကနေပြီးတော့မှခေါ်တယ်ပေါ့ဆိုတော့တကယ်အဆင့်မှစီးပွားရေးလုပ်ငန်းရှင်နဲ့ဆိုရင်တော့ကျမကမပြောလို့ဒါပေမဲ့အဲ့လိုလူတွေကလည်း ဒီလိုမျိုးကြီးမလုပ်ဘူးသူတို့ဟာသူတို့ပဲဒါစီမံဆောင်ရွက်နိုင်တဲ့အဆင့်နေရာပဲဆောင်ရွက်တာအဲ့တော့အတိတတိနဲ့လောက်ကြဖို့နော်တော်ကြရှေးရီပါဝင်ပြီးတော့မှထိုင်းမှာရောက်နေတဲ့မြန်မာတွေမြန်မာပြည်မှာရှိနေတဲ့မြန်မာတွေသူကနိုင်ကဘာရဲ့ရက်ကနေအကျိုးခံစားခွင့်ရှိတယ်ရောဘာရောဒီလိုတွေရေးထားတယ်နော်ဆိုတော့69.900ခိုင်နှုန်းကတော့ဖြစ်နိုင်ခြင်းမရှိပါဘူးเนาะဆိုတော့လိမ်ပါပါ69.900ခိုင်နှုန်းလိမ်ပါပါကြံတဲ့ တင့်ရာခိုင်နှုန်းကတော့အလိန်မခံရသေးလို့မလို့ခြံထားပေးလိုက်တာပေါ့နော်တရားရာခိုင်နှုန်းလို့မပြောဘူးဆိုတာကအာအလိန်ခံရပြီဆိုတော့မှအဲ့ဒီတင့်ရာခိုင်နှုန်းကိုထပ်ဆောင်းပြီးတော့မှဖြည့်ပြီးတော့မှပြန်ထောက်ပြီးတော့မှပြောပါမယ်69တသမ9ရာခိုင်နှုန်းအဲ့တော့3ရာတသမ3ရာတင့်ရာခိုင်နှုန်းကတော့ဒါဟိုလိန်ပြေးပြီဆိုရင်အဲ့ဒါလာပြီးအတီးပြကြဖို့အတွက်ကျွန်မခြံထားပေးတယ်နော်အဲ့တော့69တသမ9ရာခိုင်နှုန်းကတော့လိန်မှာ ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာမြန်မာပြည်မှာအရင်ကလည်းဒါအဆင့်စစ်နေเนาะအဆင့်စစ်နေအလိန်ခံရဘူးတဲ့အခြေကြီးတိုင်းနိုင်ငံတော်အဆင့်ကိုအလိန်ခံရဘူးတဲ့လိန်သွားတဲ့ဖြစ်စဉ်တွေအများကြီးရှိခဲ့တယ်เนาะရှိလဲရှိနေစေဖြစ်တယ်ဆိုတော့အခုဒီဥစ္စာကလည်းနိုင်ငံရခြားရောက်มาရောက်နေတဲ့အလုသမားတွေပေါ့เนาะမြန်မာအလုသမားတွေမြန်မာလုပ်သားတွေပေါ့ ဲတော့တို့ရဲ့ပတ်စံလေးတွေတိုးပွားရာတိုးပွားကြောင်းဆိုပြီးတော့မှအဆုရှင်ရာဖြစ်တဲ့အတွက်ကြောင့်မလို့ထဲဝင်မိကြမယ်ကျမတို့မြန်မာပြည်မှာနေနေတဲ့သူတွေလည်းဒီလိုပဲဟာနိုင်ငံသားစီးပွားရေး business တစ်ခုအနေနဲ့အဲငါတို့ကတော့ဒါထဲဝင်လိုက်ပြီးတော့မှအကျိုးမြတ်ကိုဘယ်လိုရမယ်ဟာနိုင်ငံသားဆိုအထင်ကြီးတဲ့စိတ်ကလည်းမူရင်းဆွဲမှရှိနေရလေနော်အဲတော့နိုင်ငံရဲ့သားမှာ investment လုပ်တယ်ဆိုတဲ့ဟာမျိုး ਨੇ အဲတော့နိုင်ငံရဲ့သားမှာသူတို့ပြောနေတဲ့ဒီ business ဟာပြောသလောက်မလွယ်ကူပါဘူးကျမတို့တွေစိုင်းလေးတစ်ဆိုင်ဖွင့်မို့တော်မှာပဲဥပမာကျမကစိုင်းတစ်ဆိုင်သွားဖွင့်မယ်ပေါ့နော်စိုင်း င်တဆိုင်စူစတိုးဆိုင်သွားဖွင့်မယ်ဆိုရင်တော့မှကျမတို့ကတရားရဂိုင်လုံး business owner ဖြစ်ဖို့အတွက်ကိုမလွယ်ကူပါဘူးเนาะဆိုတဲ့ခါကျတော့တို့ရဲ့ ဒါထိုင်းနိုင်ငံရဲ့ဥပဒေမှာကိုနေရထိုင်းနိုင်ငံသားဒီ60ရာခိုင်နှုန်းကျမတို့ကုမ္ပဏီတွေဖွင့်နေဆိုရင်လေကျမတို့ကကုမ္ပဏီ license မှတ်ပုံတင်နေဆိုကျမတို့100ရာခိုင်နှုန်းကုမ္ပဏီကိုပိုင်ဆိုင်ခွင့်မရှိဘူးထိုင်းနိုင်ငံသား60ရာခိုင်နှုန်းကျမတို့မြန်မာက40ရာခိုင်နှုန်းပဲပိုင်လို့ရတယ်အဲ့တော့ထိုင်း60ရာခိုင်နှုန်းဆိုရင်ကျမတို့ကအဲသူ20သူ20သူ20နဲ့ဒီလိုဖွဲပြီးတော့မှကျမတို့ကတထင်းရှာရတယ်เนาะပိုင်ရှင်ဒီလိုမျိုးနာမည်ခန်းကိုရှာရတယ်ရှာပြီးတော့မှ ကိုကဂျန်နဲ့40ရာခိုင်နှုန်းကကိုအနေနဲ့ဒီလိုလေးလုံရတယ်ပေါ့နော်အဲဒီခါလေးကြလဲတယောက်တည်းကိုမယုံ60ရာခိုင်နှုန်းလုံထားလိုက်လို့မယုံကြည်ရလို့ဘာညာဆိုရင်လဲကို့အတွက်ဆုံးရှုံးမှုတွေ risk တွေဖြစ်တယ်အဲ့တော့နိုင်ငံသားမှာစီးပွားရေးလုပ်တယ်ဆိုရင်ဟာရဲ့ဥပဒေတွေကျွန်တော်တို့သတ်မှတ်ချက်တွေပြဋ္ဌာန်းချက်တွေကိုလည်းသိရဲဆိုလို့ရှိရင်ဒါဒီဖြစ်နိုင်ခြေရှိလားဖြစ်နိုင်ခြေမရှိဘူးလားဆိုအားလုံးသိလိမ့်မယ်ဒါပေမဲ့လူတိုင်းကသိနေတာလားဆိုလူတိုင်းကသိနေတာမျိုးမဟုတ်ဘူးနော်ဒီလိုမျိုး knowledge မျိုးတွေကလူတိုင်းကသိနေတာမျိုးမဟုတ်ဘူးအဲ့တော့အရာအားလုံးကလွယ်ကူတယ်လို့ထင်တယ်ဥပမာကျွန်တော်တို့တွေကစားသောက်ဆိုင်တွေတချို့တွေ ဖွင့်နေပေါ့အဲ့စားတောက်ဆိုင်ဖွင့်နေတဲ့မြန်မာတွေဟဲ့မြန်မာတွေလည်းစားတောက်ဆိုင်တွေဖွင့်နေတာတွေ့တာပဲလीဆိုအဲ့ဒီမြန်မာတွေဟာသူတို့အုံနာအနေနဲ့ဖွင့်နေရတာမဟုတ်ဘူးသူတို့ကအလုပ်သမားအနေနဲ့ဖွင့်ရတာ business owner ကိုငှားရတယ်ထိုင်းတထင်းငှားတယ်လို့ခေါ်တယ်เนาะ business owner ဒါထိုင်းမှာနေတဲ့သူတွေဟုတ်တယ်မဟုတ်ဘူးသိရတဲ့လူတွေရေးပေးเนาะဆိုတော့ business owner ကျမတို့ကငှားရတယ်ထိုင်းတထင်းငှားရတယ် ထိုင်းတည်ငါဘီကိုကအလုတ်သမားအနေနဲ့နေရတယ်အဲ့လိုမျိုးလုတ်ပြီးတော့မှလုတ်ရတာเนาะတော်ကြမြန်မာတွေဒီမှာလေးစီးပွားရေးလုပ်နေရပဲညသားပဲလို့ထင်နေမှာဆိုလို့တကယ်တကယ်ကျွန်တော်က officially ယုံမိုင်းဆိုင်ရာကိစ္စ government နဲ့တွားရတဲ့ကိစ္စတွေမှာကြတော့အဲ့ဒီလိုပုံစံမျိုးနဲ့တွားရတယ်အဲ့တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုဟာဘာမှမဖြစ်ဘာမှမဖြစ်ဘူးပေါ့တရားရဂိုင်တော့ကိုရီးယားပိုင်ဆိုင်မှုနဲ့အလုံးလုံးရတာမျိုးမဟုတ်ဘူးအဲ့တော့ထိုင်းတည်ငါတဲ့အတွက်ကျွန်တော်တို့ကတနည်းဆိုရင်ဘလောက်နာမည်ခံပေးကဘလောက်စသဖြင့်ကျွန်တော်တို့ကဒီလိုမျိုးအခကျင်းငွေနဲ့ပေးပြီးတော့မှဒီလိုလုပ်ရတယ်เนาะအဲ့တော့အခုစတိုးဆိုင် ိုင်နေဖွင့်မယ်ရှင်ရာတွေပါပါဆိုပြီးတော့မှခေါ်နေတာတွေ့တယ်เนาะအဲမီနီမတ်ပေါ့လေမီနီမတ်တွေဖွင့်မယ်ထိုင်းနိုင်ငံအနှံ့ကိုမီနီမတ်တွေဖွင့်မယ်ဆိုတော့သူတို့ရဲ့ဟိုရခိုင်ရခိုင်နဲ့711ဆိုတဲ့ဟာကြီးကမျက်လုံးဒီလိုမျိုးတဝိဒီလိုဝေးလာရင်ဒီဘက်ကနေဒီဘက်ကိုဝေးလာရင်တော့မှဒီဘက်မှာတစ်ခုရှိတယ်ဒီဘက်မှာတစ်ခုရှိအောင်နောင်ကိုပေါများတဲ့711ထိုင်းနိုင်ငံမှာအဲ့ဒါကိုရှင်5ဖို့အတွက်ကို ဖွင့်မဲ့အဲမြန်မာမီနီမတ်ဆိုတဲ့ဟာ possible or impossible ဆိုတာကစဉ်းစားလို့ရတယ်เนาะစဉ်းစားလို့ရတယ်အဲ့တော့ကိုယ့်ဟာကိုယ်အတိတတိနဲ့စဉ်းစားပါ69.900ကိုင်းတော့အလင်ခံရဖို့များပါတယ်အဲ့တော့ငွေကြေးထည့်ဝင်မှုတွေပြီးပါရောက်ဒါထိုင်းနိုင်ငံရောက်အာအလုံသမားတွေเนาะကိုယ့်ရဲ့ချွေးနှဲစာလေးတွေနဲ့ဟာရှယ်ယာလေးတွေအစွဲကောင်းလို့ပါကြမယ်အဲဆိုပြီးတော့မှဒီလိုမျိုးဖြစ်သွားမယ်เนาะနိုင်ငံเจ้าမှာကျမတို့ကတရားရာဂိုင်းတော့ business owner နိုင်ငံသားအနေနဲ့ပိုင်ဆိုင်ခွင့်ထိုင်းနိုင်ငံမှာမရှိပါဘူးကိုရီးယားမှာလည်းလုံ ြတယ်မမတယ်အဲ့လိုမရှိပါဘူးကျွန်တော်တို့ကထိုင်းတစ်ထင်းငှားရတယ် business owner အနေနဲ့ငှားရတယ်ကျွန်တော်တို့ရေဒနာဆိုင်လုပ်မယ်ဆိုလဲရေဒနာဆိုင်ရေဒနာ company ပေါ့နော်ဒီလိုမျိုး business owner ကိုရှာရတယ်စားတောက်ဆိုင်ပဲဖြစ်ဖြစ်ကျန်တဲ့လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်သူဟာသူ့ရဲ့နိုင်ငံသားသူ့ရဲ့နိုင်ငံသားကိုအထူးပြုတဲ့ဟာမျိုးကို လပြထမ်းထားတယ်ပေါ့နော်အဲ့တော့သူရဲ့နိုင်ငံသားပါမသာလင်းရှယ်ယာပါမသာလင်းကျမတို့ကရတယ်အဲ့တော့ကိုကကိုရဲ့ယင်းဒီရဲ့မိတ်ဆွေတွေနဲ့ကျမတို့ကရှာရတယ်နော်ဒီနာမည်ခံနာမည်ခံပေါ့နာမည်ခံရှာရတယ်ယုံကြည်ရတဲ့သူနာမည်ခံဒီလိုရှာပြီးတော့မှကုမ္ပဏီတွေထောင်ရတယ်ကျမတို့တင်ရရခိုင်တော့နိုင်ငံသားကုမ္ပဏီအနေနဲ့မရဘူးထိုင်းနိုင်ငံမှာတော့နော်ကျမတိတဲ့အနေထားအလောက်ထိမှာဒါကြောင့်မလို့အခုရှယ်ယာခေါ်နေတဲ့ဆိုရင်ဟာဒီမှာငွေကြေးထည့်ဝင် ပါဝင်ဖို့တွေကို မစင်းစားပါနဲ့နော် 69တက်သမ900ခိုင်နှုန်းအလင်ခံရမယ်เนาะ69တက်သမ900ခိုင်နှုန်းအလင်ခံရမှာဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့တွေကလည်းဟိုကိုယ့်ရဲ့လုံအားကလည်းတလောက်ကိုသဘောကတထောင်ရတယ်ဆိုလို့ရှိရင်အိမ်လာကလည်းဘလောက်အဲငါတို့စားစီကလည်းဘလောက်เนาะကိုယ့်ရဲ့ transportation charges ကဘလောက်အဲဒါဆိုလို့ရှိလို့ရှိရင်ငါကျမကြီး stock ကဘလောက်ဒါဆိုရင်တထောင်မှာငါတို့က9000ကတော့အထွေထွေအသုံးစိမ့်နဲ့ဒါရီနဲ့သုံးမယ်ကျန်တဲ့9000လေးငါစုမယ်စသဖြင့်ကျမတို့တွက်လို့ရတယ်เนาะအဲ့တော့စုထားတဲ့ဟာလေး ေးတွေအကုန်လုံးအလုံးကြီးနဲ့တွားပြီးတော့မှဒိုးပွားအောင်လို့တွားပြီးတော့မှပေးလိုက်လို့အလိန်ခံရရင်ကိုအနှစ်နှစ်လှလှစုဆောင်းထားတဲ့ကိုယ့်ရဲ့ချွေးနှဲစာတွေဟာသူတော်ဘာစီမှာကိုကအလဟတ်တနဲ့ကျုံခံပြီးသူများကိုလုံကျွေးရတာမျိုးဖြစ်သွားမယ်နော်ဆိုတော့လေအဲကျုံခံပြီးသူများကိုလုံကျွေးရတာမျိုးဖြစ်သွားမယ်ဟာ government ရဲ့ policy ကဘာဖြစ်လို့အဲဘယ်လိုမျိုးကဖြစ်လို့အဲဒါပေမဲ့ဒီမှာ run ထားတဲ့ဟာတွေက expand နေတာဘယ်လိုမျိုးရှိလို့အဲ့တော့ဒါကလုံးလုံးမရတော့ဘူးဆိုရင်လောကမှာအခက်ဆုံးက ူများစီမှာရောက်နေတဲ့ကိုပစံကို ပြန်တောင်းရတာလောကကြီးမှာအခက်ဆုံးဒုတိယကြိမ်ထပ်ပြောမယ်လောကကြီးမှာဘာအခက်ဆုံးလဲလို့မင်းရင်သူများစီမှာရောက်နေတဲ့ကိုပစံကို ပြန်တောင်းရတာအခက်ဆုံးလက်တွေ့လူတိုင်းလက်ခံစားဘူးလိမ့်မယ် နော်အဲ့တော့ဒီနောက်ဆုံးစကားလေးပဲမှတ်ထားတတိယကြိမ်ထပ်ပြောမယ်လောကကြီးမှာအခက်ဆုံးအရာသည်သူတော်မစီမှာရောက်နေတဲ့မိမိရဲ့ငွေချင်းကိုယ့်ရဲ့ငွေချင်းကို ပြန်တောင်းရတာအခက်ဆုံးဒါကြောင့်အတိတတိလေးနဲ့ဆောင်ရွက်ကြပါနော်ကျမလည်းအမောဖြေအောင်မယ်လို့နေတာဒီနေ့မနေ့ဒီ post လေးတွေ့လာတော့မနေနိုင်ဘူးထပြီးတော့မှ ပြောရတာနော်ဆိုတော့ကိုအပူကိုမရှာနဲ့ ဟုတ်ပြီလားကျမတို့တို့ကလိန်နေဆိုနေရဥပဒေကိုလေဒီလိုမျိုးမောက်ချီလန်ကြီးနဲ့ဥပဒေကနေရှောင်ထွက်လွင့်ရအောင်မျိုးလိန်တာအဲ့အတွက်ကြောင့်မလို့ကိုရီဘာမှလုံးလို့မရဘူးဟုတ်ပြီလားလူလိန်နေရဲ့လိန်နီးဟာအဲ့လိုလိန်တာကျမပြီးရင်နောက်ထပ်ဘလို့လိန်နေဆိုတဲ့အခုနောက်ထပ်ခစ်တက်လိန်နီးတခုကိုလည်းကျမပြောပြမယ်သိလားအဲ့တော့လေထပ်ပြောမယ်နော် လောကကြီးမှာ အခက်ဆုံးဟာသူတစ်ပါးစီကို ရောက်နေတဲ့ ကိုယ့်ရဲ့ငွေကြေးကိုပြန်တောင်းရတာအခက်ဆုံးကျွန်တော်ဒီမှာကတော့ညထိုင်းနိုင်ငံကိုရောက်နေတဲ့မျိုးတွေမြန်မာအမျိုးတွေကိုသတိပေးလိုက်တာနဲ့တူပါတယ်ဆိုတော့အာကျွန်တော်တို့ဂျုံခေတာတော့တခုရှိတယ်ဗျဒီထိုင်းနိုင်ငံမှာ2014 2015 2016လောက်ကိုပြန်ပြီးတော့တွေးကြည့်ရင်သိပါလိမ့်မယ်နော်အဲ့မှာအဲ့ဒီနှစ်တမာနေတဲ့လူတွေလည်းသိပါလိမ့်မယ်ဒီဇူလီယန်ဆိုတဲ့ကုမ္ပဏီကြီးကမြန်မာတွေကိုဥတီပြီးတော့မှတော်တော်ကြီးလှုပ်ဆက်သွားတယ်ဗျနော်တချို့ကြတော့ဒီဘိုင်းသိန်းနဲ့တိုင်းနဲ့ရှိပြီးတော့နိုင်ငံတဲ့လူတွေရှိတယ် ဆိုတော့အခုကိစ္စဒီအခုမိန်နေမဆိုတဲ့ကိစ္စကလည်းအဲတော်တော်တော့မရိုးရှိပါဘူးเนาะအဲပြီးတော့အထိုင်းနိုင်ငံမှာနေတဲ့လူတွေကလည်းဒီထိုင်းဥပဒေကိုသိပါတယ်ဘယ်လိုလဲဆိုတော့เนาะပြီးတော့ဒီဒီအထိုင်းမှာလည်းဆမ်မန်ဆမ်မန်တွေကအများပြရှိတဲ့ဒီဟာကိုဖိုက်ဖို့ဆိုတဲ့ဟာလည်းအာတော်ရုံအင်အားနဲ့တော့မရဘူးပြီးတော့တခြားမိန်နေမဆိုတာလည်းအများကြီးရှိပါသေးတယ်ဆိုတော့ဒီလိုအရှင်နေမျိုးမှာเนาะအာဒီလိုမိန်နေမလောက်ဖို့ဆိုတာကတော့ အာတော်ယုံစကင်းနဲ့တော့မရတော့ဘူးလို့ထင်ပါတယ်ဆိုတော့အာဒီကိစ္စကတော့တကယ်အာကိုရောလာပြီးတော့အမေးလိုက်တဲ့သဘောမျိုးလို့ဟောတွေးလို့ရတော့တယ်ဗျာနော်ဆိုတော့ထိုင်းရောက်မြန်မာတွေဘာဖြစ်ဖြစ်ဒီ view finding ကိုကြည့်မိတော့ပြန်ပြီးတော့ science ကြည့်ပါဗျာနော်အဲဆိုတော့ view finding ကတော့ဒီလောက်နဲ့ပဲအဆုံးပန်နေပါတယ်နောက်ထပ် view finding မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြရအောင် see you next video